ဒီနေ့တမတ်တယ်မဲ့သင်္ကန်းစာလေးကတော့ grade 1မှာသားရဲ့ fine tip ပါပေါ့နော်သင်္ကန်းစာမှာပေါ့အဲ့ဒါလေးရပါလဲဆိုရင်၄စိတ်ကြံလေးသင်ရင်ဆိုရယ်၄စိတ်ကြံလေးပေါ့နော်အဲ့တော့ဒီကြံလေးကိုဆရာမကရေဆိုပြမယ်အဲ့လိုပြရဲဆိုဆိုပြတဲ့အခါမှာဒီသားကနောက်ဟောင်းကတဲ့လူကြီးကိုယ်တိုင်လေးအတန်လေးတန်ထားလေးနဲ့ဆိုရမယ်တဲ့ဒါတော့သင်ရင်ကြံလေးမှာဒါသင်ရင်လေးပုံစံလေးပေါ့နော်သင်ရင်ဆိုတာကတော့ plain ချမ်းရှိတယ်သင်ရင်ရှိတယ်သင်ရင်ကတော့ လူမင်္ဂလာပွဲတွေမှာအဲဒီလှပအောင်သင်္ကန်းထားတာပေါ့ကွာ။နွားမှာလည်းစင်စားရေးသင်ထားတယ်၊လေးလေးကိုလည်းလှပအောင်စင်စားရေးသင်ထားတာဟင်းနေပေါ့နော်။လေးကျန်းဆိုတာတော့ဒီချိန်ပိုင်းကျနေဘာမှစင်စားမပါဘူး။လေးကိုလည်းလေးကျန်းပေါ့နော်။အဲတော့ဒီဟာလေးကိုကြည့်ရအောင်နော်။ဟုတ်ပြီနဲ့ကြရလေးမျိုးနော်ကလပ်ရည်ရဲ့ဒူရူတော်မူကျိုးလို့လူရမလို့တယ်ဝါကုန်တယ်ကြောင် ဝန္နံသီယံပါပိကြံမေနမံသူနေယမဆူဝေအောင်ချူလေးဆွဲလို့ရဲ့ဆွဲနေနေမောဝိုင်းမှာတော့သူကဒါလေးကိုရေးချက်ကြားလို့ပြောတာအစ်လေးစ်ပါတယ်နော်အစ်မစ်စ်တော့စစ်လေးစ်အစ်လေးစ်နော်အချူလေးချူနဲ့နော်ပထမလေးစ်ပြောလို့ပြောတယ်ဒီမှာဒီနေရာလေးမှာဆိုဒီပေါ်ကြောင်းလေးနဲ့သူကစစ်အစ်စ်ယူထားတယ်နော် တော့ဒီစိတ်ညာမျိုးစားရတယ်နော်အဲဒါကြောင့်ကလေးရဲ့ဘုရုတောင်ပြုလို့လူရမလို့တဲ့ဝါကောက်တဲ့တောင်အဲ့ဒါပါလေဆိုရင်တဲ့ကြောင့်ကလေးရဲ့ဘုရုတောင်ကငါရဲ့လင်းမှာပါကလောက်ကြီးဆွဲထားတာပေါ့အဲ့ကလောက်ကကြီးရဲ့အတန်ဘုရုတောင်မှာနေရတဲ့အဲ့ဒါပြုလေးရဲ့မောင်ကြီးဟာသူကရံမလို့ဖဲနဲ့ဝါခောက်တယ်ရံမလို့ဆိုတာသူကရာပိုင်းရှိလို့ဖဲနဲ့မှာပေါ့ဒါမှမဟုတ် ရာမွေးပါရင်ရဲ့ကလုံးလုံးပါရင်ရတဲ့အတိုင်းတော့ဘာလို့နေလဲဆိုတော့ဟွာဟွာဆိုနေတယ်နော်မာနီနာဥစီအောင်ပါပြေချောင်းဆိုတာကဒါဖြစ်ပါတော့။အဲ့ဒါကတော့မာနီနာဥစာသူကဟာနှဲဆွဲတဲ့ကနှဲချက်ဖြစ်ဖြစ်နှဲရင်တင်ငါးမကောင်ဆွဲရတာကိုအဲ့ဒီကောင်ဆိုတာနီနာလို့ပေါ်တယ်နော်။အဲ့မာနီနာဥစာစီအောင်ပါပြေချောင်းဒါကတော့လုံးရဲမှာပါနော်။စီအောင်ပါပြေချောင်း။အဲ့တော့စီအောင်ကလည်းမာနီနာဘောတော့ဘာဖြူနေအောင် မမတို့ကကြောင်းထားပါလေကြောင်းထားပါလေတဲ့ဘာဖြစ်လို့လဲဆိုတော့ကြောင်းလေဆိုတာတော့ကွာလွားရီကျွေးရီကိုစင်ကျက်ပေါ့နော်စင်ကျက်ရှိတဲ့နေရာမှာထွက်ကြောင်းတော့ဗျာကြောင်းလေလို့ပြောတာပေါ့အဲ့တော့သူကနော်ညာလုံးသိနေမျိုးလေးရဲ့မောင်မီးယာမျိုးညာမလုံးသိနေသူကတော့ဝါခုန်နေတယ်ဒါပေမဲ့လို့သူ့မှာရှိတဲ့လွားရီညာတော့တဲ့သူကဝါချိုးနော်ဝါချိုးအောင်စီမံအောင်လို့တော့ဘာမှမဟုတ်ထွက်ကြောင်းထားပါလေတဲ့နေနေမောင်သူနေရမှာဆွေအောင်ချွေဆွဲလို့ရဲ့ လေရင်းနဲ့မောင်းခဲ့တာကြတော့သူငယ်နဲ့မောင်းလေသူလူနေရတဲ့ခါကြရင်နဲ့အဲဒီငါတော့သူ့ရဲ့ဝါနီနာအောင်နော်ခြူလေးတွေဆွဲတယ်အဲဒီတော့ဖဲရင်လေးမှာကြတော့သူကဟိုသလားခြူသလားလေးတွေဆွဲထားတာဟုတ်အဲခြူလေးတွေဆွဲပြီးတော့မှတဲ့နှင်းရင်ကလေးဆင်ပြီးတော့မှအဲအထူးသွားရမယ်သူပြောတာနှင်းရင်ဆိုတဲ့ကြားလေးကိုနော်1900အထိမှာအင်းမတိရှိစာနော်ဒီလေးကလည်းပြီးတော့အင်းမတိရှိစာဆိုတာဒီပိတ်ထား ဒီတရားလေးမှာသာလို့သတိလို့နော်ကာယံနေရှိတယ်နဗီကာယံနေရှိတယ်နော်အဲဒီတရားလေးကိုဒီဓာရဲ့ခါကြရင်တဲ့ကွာဒါဓာရင်းမှာကွာနဗီကာယံလေးပြီးပါနော်ကာယံကြတော့ဓာဘုဆက်တဲ့ကာယံကြီးအောင်လို့စတာပေါ့ဒီမှာကာယံလေးတွေပါတယ်အဲ့တော့ ။နဗိကယံဆိုပါလဲဆိုလို့ရှိရင်တဲ့။ဒီပါနော်။နဗိကယံလေးနေရာအဲ့မှာညီနောင်၊ငွားညီနောင်ပါမှာညီနောင်။စီအောင်နော်။ဒါတကားပါလဲဆိုလို့ရှိရင်စူဝေးချူဝေး။နောက်အဲ့တော့ဒီအခုညင်တာထားတဲ့ငွားညီနောင်မှာငွားညီငွားညီနောင်စီအောင်ဆူဝေချူရီအဲ့ဒါကြီးကနဗိကာယံလို့ခေါ်ရတယ် နော်အဲဒါလိုမျိုးကဒီကာယံမှာဘာကာယံလဲဆိုရင်နဗိကာယံဆိုတော့မှတ်တာနောက်တစ်ခုကဒီကြံရင်းလေးမှာဆိုလို့ရှိရင်သူကကာယံ၄ပါးနော်အဲဘာကာယံ၄လဲဆိုလို့ရှိရင်သူကအောင်ကာယံပါမယ်ဒါပေါင်းကာယံဆိုတော့ဗာလဲဆိုတော့ဒီတော့နော်ဒါတောင်အဲ့ဒီမှာတောင်တောင်တောင်နော် အဲ့ရကခုနတားလို့လိုဝိုင်းလိုက်တယ်ကွာနော်အောင်းကရံနေဝိုင်းလိုက်တယ်ဒါနဲ့တားရဲ့နာရဲ့အဲ့ဒါတွေကအောင်းကရံရဲ့အဲ့ဒါအောင်းကရံလို့ပြောကြည့်တယ်ဆိုတားလို့နေတာဒီညောင်းဆိုတဲ့နေရာမှာတားပေးနေရာမှာအခဲ့ကြည့်လိုက်အဲ့ဒါကြည့်တော့အောင်းဖြစ်သွားတယ်ဒီမှာလည်းတောင်မှာတောင်မှုနေရာမှာအားကျနိုင်ရင်အောင်ကရံမယ်အဲ့လိုပဲညောင်းနောက်နေရာမှာအားကျနိုင်ရင်အောင်ကရံဒါကြောင့်မလို့ညောင်းတောင်နောက်ဆိုတာကြီးကအောင်ကရံလို့ခေါ်တယ်နော် 比、uhm. 人来多啊，昂干也来去的，二个发来东西，第一那种姜，喏，芒，二个地方昂干也来走，昂干也说，他说姜干几年嘛，二年些，二个同学说昂谁说，俺认为芒出来年嘛，芒年嘛，二。 ราเอาเสร็จแล้วจริงๆเนี่ยยาดายาดอกาซีโรมาโรสุราโรผีเลยบ่ไอ้ดีเนี่ยมาอะဆိုတော့ตราเอาเสร็จแล้วเนาะอองဖြစ်သွားเนาะอองกายานี้ဖြစ်သွားတယ်အဲ့ဒီလိုပဲတဲ့ငါတို့ကဘာတွေခြေသေးလဲဆိုလို့ရှိရင်เนาะဒီမှာငါတို့ကအกายานလို့ပါလို့လဲပါလေเนาะအกายานနောက်တစ်ခါဤกายานလို့เนาะအဲ့ဒါကြီးပါလေဒီမှာဆိုလို့ရှိရင်ဒါဆိုရင် ဝါနော်အဲ့တော့ဝါငွေတဲ့နေရာမှာအထိုင်သွားအားဖြစ်တော့မလားအားကာရယ်လို့ပေါ့နော်အားကာရယ်လည်းပါတယ်တော့ဒီမှာဝါဝါနော်ဒီရောင်လေးနဲ့ကြားလိုက်တယ်ခုနဝါနေတာတော့နော်ဝါနော်အဲ့ဒီနေရာမှာဝါလို့နာလို့ဆိုရင်ဒီနေရာမှာသရအားဖြစ်တယ်လို့အဲ့တော့အားဆိုရင်ကာရယ်ကိုညာအဲ့လိုအားကာရယ်လည်းပါတယ်နောက်တစ်ခါ နော်အောင်ကရမှာအောင်ဆိုတာလည်းပါတယ်နော်စူဝေအောင်ဆိုတဲ့အောင်လည်းပါတယ်အောင်ကရဆိုရင်ဒါလည်းအောင်ပါတယ်အောင်ဘောနော်ဒါလည်းအောင်လိုက်ရတယ်နော်ဒီနောက်တစ်ခါနော်နော်အောင်ကရင်ပါမယ်အောင်ကရင်ပါမယ်နောက်တစ်ခါအားကရင်လည်းပါတယ်နောက်တစ်ခါနော်ဘာမီးရေဘူးတော့ဒီလိုမျိုးရမယ်ပြောပါဟုတ်တယ်ကောင်မာနီနော်ဆရာဝအေးချမ်း ော်ဒီအောင်ပါဒီကြောင့်လည်းလည်းမောင်ဒီနေရာမှာဆူနေရာချေဆွဲရဲ့နေလို့ရတာဧကယံလည်းပါလိမ့်ရဲ့ဧကယံဧကရာမနေဟာဒါလေးကိုလူကြီးတက်တာနော်နှစ်ချောင်းတားလိုက်နေနော်ဝေနော်အဲ့တော့နေဆိုတဲ့နေရာလေးမှာသာလို့နားငယ်ဒီနေရာမှာအတလိုက်ကွာ ေဖြစ်သွားပြီเนาะဒီကိုင်းရဖြစ်သွားပြီအဲ့လိုပဲဝေဆိုရက်เนาะဝနေရမှာဝကြီးနေရမှာအလေးပလိုက်တော့ဧကာရရညာเนาะအဲ့တော့သူကအောင်ကာယံအောင်ကာယံအာကာယံဧကာယံနေပါလေဒီနေရာလေးအောင်ဆိုလို့ရှိရင်เนาะနောက်တစ်ခါဤပါလေးရဲ့ကဤရကြတော့စီဒီမှာเนาะဒါလေးကိုထောက်ဝိုင်းလိုက်ပါเนาะ แล้วสี่เอ่อสี่เจ้าเนาะตาลุงมีสี่ตาลุงที่เนี่ยนะป้าจะไหนว่าอีเนาะอีอีไปอะไรไปเนาะสี่อะไรต่อเนาะอาเซนเนี่ย ာကာယံဒီပါရမီဆိုရင်လည်းဒီသိတာပေါ့နော်အဲဒါအောင်ကာယံပါမယ်အောင်ကာယံပါမယ်အာကာယံပါမယ်ဧကာယံဤကာယံဆိုပြီးတော့ဒီကြားလေးမှာဒီကာယံအဲဒါကာယံဆိုတာလည်းဥပမာမှာပြောလို့ပေါ့လူချင်းရဲ့ဂျီစကောင်းလေးရဲ့နေရာမှာကာအလေးတက်ပြီးလိုက်ရင်ဘာကာယံဆိုတာရဥပမာဒီအောင်ကာယံဆိုရင်ထောင်းလို့နော်တောင်းလို့နောင်လို့အဲဒါအောင်ကာယံအဲဒါအောင်ကာယံဆိုရင်ကြောင်းလို့နော်မောင်းလို့နော်အဲဒါလေးက အောင်ကရဲ့နော်အောင်ကရဲ့ဆိုလို့ရှိရင်ဝါလို့ဝါလို့နော်ကရဲ့အောင်ကရဲ့နောက်တစ်ခါဧကရန်ဆိုရင်ဝေလို့နော်နောက်တစ်ခါဖေလို့ဖေလဲနော်ဒါလည်းဧကရန်လည်းနော်ဖေဝေနေနော်ကရဲ့ဧကရန်နောက်ဧကရန်ကြတော့စီနော်စီဆိုတော့အတက်လိုက်ဤဖြစ်သွားတာပေါ့နော်အဲအဲ့လိုမျိုးဧကရန်လေးလည်း ပါတယ်တဲ့ဒါလေးကိုတာဝန်တမီတို့ကအဲကာယလေးညာပါဆိုတာကိုသိအောင်လို့ရှင်းပြတာနော်ဒါတော့ဒီအစရင်ပြန်လေးကိုတာဏိတဏှာလေးနဲ့တာဝန်တမီတို့ရွတ်ဆိုကြည့်ရမယ်နော်ဒီနေ့ကတော့မြေမတိရှိတာတို့က900မြေတာလေးရေးခဲ့တာအဲ့တော့ပြန်လေးရဲ့ဆိုလိုရင်းလေးကိုကြည့်လိုက်ရအောင်နော်

အဲ့ဒါကိုခလောက်လို့ခေါ်တယ်။နောက်ချင်းဆိုတာကတော့အင်းမှာဆန်လို့ဒီဆန်လို့ထည့်ထားရဲ့။နောက်ဝတ္ထုခလောက်ခလောက်လုံးလေးပေါ့နော်။ချူလေးဓာတ်ရတော့ဟုတ်ကဲ့ဟိုခွေးလေးကြောင်လေးမှလည်းတတ်ပါတယ်နော်။ချူလေးရတော့ချူလေးဓာတ်ချင်းချင်းနဲ့နေနေရပါတော့။စီယောက်ဆိုတာကပြောစီရန်တဲ့။စူမေဆိုတာကောက်တန်စူမေနော်။စူမေလို့ခေါ်ရဲ။ငွားညီနောင်ဆိုတာအသွေးတူအမွေးတူရွဲတူငွားနောက်ပေါ့နော်။အဲ့ဒါကိုငွားညီနောင်ဆိုတာအသွေးလည်းတူတယ်၊အမွေးလည်းတူတယ်၊ရွေလည်းတူတယ်နော်။ ်ဟောဒီနာမလို့ပါတယ်ကြာကြာစွာပဲလို့ပြောင်းလို့ညံ့လို့ဝါလို့အဲ့လိုဒီနေ့နေဆိုင်ရဖို့ညာမျိုးကွက်တယ်ပေါ့နော်။အဲ့ဒါလဲရင်ဆိုတာကအမြန်အပမောင်းတဲ့ဘဏ္ဍာလို့ပြုလုပ်ထားတဲ့ကြော်မော့ပေါ်ပါရဲ့တလားပါပါလို့ပေါ်တယ်မှာလည်းတလားပါပါစင်ထားရဲ့ညာလေးတွေလည်းတလားပါပါစင်ထားရဲ့အဲ့ဒါကိုလဲရင်လို့ပေါ့နော်။ကဲအဓိကချက်ကတော့တဲ့ပြိုလို့မှာတဲ့ပြိုရမှာပေါ့နော်ပြိုလို့မှာညာလေးမှာ ြူလို့ပါအဲ့တော့ပြူလို့မှာမာတဲ့ရာမလုပ်သေးနဲ့ဝါးခုတ်ပြီးတော့တံမွေးနော်အဲ့ဒါပထမချက်ပေါ့နောက်ဒုတိယချက်ကနွားတွေကတာမသိမှာပဲချက်ရင်ညံ့လို့ကြတယ်တဲ့သူကနွားတွေကိုလုံလဲခိုင်းတယ်ပြီးတော့ကောင်းကောင်းလုံလဲပြူစားစားပါတော့ဒါလေးကမှချက်ချင်ညံ့လို့ကြတယ်နောက်တစ်ချက်ကမင်းတူနေရတဲ့အချိန်ရောက်နေတဲ့တဲ့ရင်ကြော်ကြော်လေးမှာနွားတွေကိုအလှဆင်ပြီးတော့စီးတာ ွားပြန်တယ်လို့လည်းသာသိကူးနေတယ်တဲ့ပြီးရင်နောက်တစ်ချက်ကတော့မြမကြီးလက်ပြောရရင်မနေနဲ့လူကြီးဟာတဲ့အီချမ်းပြောခြင်းသာပဲလောက်ကန်ကြတာတဲ့เนาะတော့မှမရှိဘူးပေါ့နော်သူရောက်တော့ပြီးနေတဲ့နေရာရဲ့ပြောအီချမ်းပြောခြင်းသာပဲလောက်ကန်ကြတာတဲ့ဆိုတာဒီကြားလေးကိုကြည့်ပြီးတော့ဒီနိုင်ငံလေးပေါ့နော်ဒါဒီကအချက်လေးပေါ့နော်ဒါလေးကိုပြောတာเนาะ Thank you. ပါတော့ဝိချင်ရတော့တဲ့ချင်းကြီးချမ်းကြီးတွေခံစားရတယ်။ဒါဆိုဒီအရင်မှာပါနေတဲ့ဒါချက်ကြီးเนาะဒါလေးလည်းမှတ်ထားမယ်။ဆက်စစ်ကိုကျင်းရမယ်เนาะ။ကျင်းသိရင်ဒီဟာဆိုလိုရင်းလေးကိုအိတ်တယ်ပြန်ပြီးထားရเนาะ။အဲ့တော့ပြေးရောမှာကိုပိုင်ရံလုံးနိုင်ဘူးတဲ့เนาะကိုပိုင်ရံရှိတာလည်းပါပါပေါ့တော့ရံကြီးကြီးမမှန်လို့စိုက်လို့ပြောလို့မရတယ်ပါပါပေါ့။အဲ့တော့ကိုပိုင်ရံမလို့ဖြစ်နေသူက craft တောင်တောင်ကြီးနေတယ်။ legend ကြီးကိုเนาะဒါဖြစ်။ Thank you. နော်လဲတယ်အဲ့တော့တိုင်းချမ်းကိုဆိုတော့မောင်းနေတာဘာခုံရပါလေအဲ့တော့ဆိုလိုတာပစ္စည်းပိုင်းရင်းလို့ဆိုတာတိုင်းချမ်းလဲတော့တော့ပေါ့အဲ့တော့ပြောရဲမှာကဘာမလုပ်လဲဆိုတော့ကိုယ်ရံမလုပ်ဘူးလုံးမဲ့တဲ့သူကအဲကောင်းတဲ့တွေ့မှန်းမှာကောင်းနေတာကောင်းတာကောင်းတော့ကြီးနေတယ်။နေတဲ့မျိုးမောင်းနေပြောပါဟုတ်ပါရဲ့နော်။မောင်းနေတာကိုတဲ့ဝါချိုးအောင်လို့သူကစာရင်ကျွေးပြီးတော့ထိန်းချောက်ထားကိုပြုံးလေးကမှားကြနေတယ်တဲ့နော်။ ပြင်းတဲ့မင်းနဲ့မှဒူနေရတဲ့အခါကြရင်တဲ့အဲ့ဒီမာနီနာရဲ့တဲ့င်းမှာခလောက်ကြီးတောက်ပေါ့သူ့ကလေးတွေဆွဲတက်နေရောအချင်းချင်းတန်ရင်းနေကြတယ်သိရင်ကြော့ကြော်လေးနဲ့နော်မောင်မင်းသားလေးချစ်ကြောင်ပြူလေးကသိထားတယ်တဲ့ဆိုပြီးတော့ပြူလေးရဲ့အသာအတွေ့နော်မောင်ကြီးရဲ့ဒါဆိုလို့သိရင်ကြရလေးနဲ့သူပြုတ်ပေါက်ပြီးပြန်လာတာဒါလေးရတော့ပြန်ဆိုလို့ပေါ့နော်ဒါပြီးတော့ပြူလို့မှမကိုယ်ဝိုင်းရမလို့ဘူးဘာလို့လဲဆိုတော့ကြောင်းတာတော့မောင်ကြီးရဲ့ကြဲချိုင်းကိုမောင်ကြီးရောဟောက်နေတယ် ပြီးရင်အဲ့ဒီမာနီနာကိုလည်းသူကတဲ့ဟွာဖြိုးနေအောင်စာကြည့်ပြီးထိန်းချောင်းတောင်းပြူလေးရပါတယ်ဘာလို့လဲဆိုရင်တဲ့နည်းနည်းမှမူနေတဲ့အခါကျတော့အဲ့ဒီမာနီနာရဲ့လက်ထဲမှာချစ်ကလေးလေးကိုဆွဲသိရင်လေးကိုမောင်းပြီးတော့မှာတော့လည်းကျွန်တော်မှမောင်းနေတယ်ဆိုပြီးတော့ဒီစိတ်ကူးလေးပေါ့နော်အားလေးကိုဒီပိုက်တာအားရဆွေးလို့မျိုးပေါ့နော်ကဲဒီကျင်ကလေးလောက်ရအောင်ခင်ဗျာဆိုရင်လည်းဒီပါလို့ဆိုရင်ဒီကျင်ကလေးတော့ပြီးသားရဲ့ပတ်တိကအောက်ပါဆရာမတဲ့တင့်လျော်တဲ့သကလုံးလေးကိုရှင်းလွှဲခိုင်းတာ ရှင်းပြပြပါတဲ့ဒီမှာဆိုရင်လဲလဲဆိုရင်ဒီဘက်ကယင်မိုက်ကိုကျန်လှဆိုတဲ့သဘောလေးပြထားတယ်။အဲ့တော့လဲဆိုရင်ဒီမှာလဲရင်ရှိတယ်၊လဲချမ်းရှိတယ်ဘာသာမလို့လဲရင်လဲချမ်းလို့တွဲလို့ရတယ်။နောက်တစ်ခုနော်ဒီမှာညီနောင်နဲ့ဒီဘက်မှာဖဲ့တောင်းမှာတီချွန်းအရွယ်ရှိတယ်။အဲ့တော့ညီနောင်ဆိုလို့မွားပေါ့နော်။အမကြီးနော်ဒါကြတော့အတွေ့ရတဲ့ကွာမယ်မိုးရတဲ့ကွာမယ်တွေ့ရတဲ့ကြူပါမယ်လေအဲ့လိုမျိုးကဆိုရင်ညီနောင်ကိုပေါ့နော်အဲ့တော့ညီနောင်ပေါ့နော်အဲ ထွက်လဲလို့ပြောသူမွေးလို့ဆိုက်လို့ဆိုရင်တော့လေနှိမ့်နေလို့ပြောရတာပေါ့နော်နောက်တစ်ခါအဲ့လိုသုံးတော့သုံးခဲ့ရပေါ့ဒါလည်းသုံးရတာပေါ့မားကြီးတော့လည်းသုံးတယ်ပေါ့နော်နောက်တစ်ခါခလောင်းကြံခလောင်းကြံကဘလို့တောင်လဲရှိတာပေါ့နော်တစ်ချိန်ထွက်လဲမနေဘူးဘလူလဲမနေဘူးဆက်ဆက်လဲမနေဘူးတောင်လောင်လဲမနေရဲ့အတွက်ခလောင်းကြံဒီဘလူတောင်လဲပဲပြောရတယ်နော်ကျွန်တော်လည်းဘယ်နည်းကအောက်ပါလို့လုံးလို့ဝကြောက်ခဲ့တာရဲ့ဆိုပြီးတော့ပေးထားတာကလွားညောင်ပေးထားတယ် ။ရာပေးထားတဲ့ဆက်လောက်ရှူလဲရင်နော်အဲ့ဒါကိုကျွန်တော်ကြောက်ပေးထားတယ်။ငွားညင်အောင်ဆိုရင်မယ်လေးကတဲ့ငွားညင်အောင်စာပေါင်းအောင်ရှင်းပြီးထိကျောင်းထားဖို့မှတ်ကြပါလေ။ဟုတ်ကဲ့နော်။ညာဆိုရင်သူရဲ့မမရမှုတဲ့မဖို့ရပါလေလို့ပြောထားတယ်။ခလာဆိုရင်မမရရဲ့နေမှာခလာကိုဆွဲထားပါလေလို့ပြောပြထားတယ်။သူဆိုရင်လက်ရည်နဲ့တက်ထားတဲ့နားညောင်မှာချင်းညာဆွဲထားတယ်တဲ့။ ။ဒါပြင်းရင်ကြတော့ချင်းပြွေးတွေမှာတည့်ရင်ကနေလဲနေတာ။ဒီကဲကိုအများကြီးသားလို့ပါလို့နော်။သူရံမှုသူ့ရံလေးရှိတာလေနော်။အဲအဲ့မှာတစ်သက်လေးကိုစတင်ပြောမှာတည့်ရင်လေးနဲ့ချင်းပြွေးတွေကိုဆက်လုပ်ကြတာဖြစ်ရတယ်နော်။နံပါတ်3ပေါ့နော်နံပါတ်3ကကြတော့တဲ့နှိမ့်ကြရဘူးလို့ဆိုရတဲ့အခါဘုလို့ပေါ့နားထောင်ရတဲ့အခါအင်းဒီတို့ခံစားရတယ်လို့ဆိုရခံစားချက်ပေါ့နော်အဲဒီတော့ဆရာမကဆရာမရဲ့အတွေ့အကြုံကိုခံစားလိုက်တာနော်ညီလေးတိုင်းအဲ့တော့ညီလေးကမှာတဲ့ ရအောင်ကိုင်ရင်ဘောက်ခုချင်းနေတဲ့အသက်မွေးကြတယ်เนาะပြီးလို့ရှိရင်တဲ့အဲ plan ကို plan ချမ်းပေါ့เนาะအဲ့မှာလည်း plan ရတော့များလာပြန်တော့ plan ချမ်းကိုလုပ်ရမှာပေါ့เนาะ plan ချမ်းကိုအသုံးပြုပြီးတော့သွားလာရမှာလေဒါတို့သိရှိရတယ်ပေါ့เนาะနောက်တစ်ခါ plan နဲ့သွားတဲ့နေရာကြတော့သူက plan ကိုတဆင်းပြီးတော့မှ plan ကိုအသုံးပြုရဲဆိုတော့လည်းသူသိရတယ်အဲ့တော့ဘယ်လိုလဲသွားရနေရမှာတဲ့ဖိင်းကိုတော့ရောင်းပြရမယ်ဒါနဲ့ကြောင်းတတ်ပါဘူးနော်ဒါနဲ့ကြောင်းနောက်တစ်ခါအကြည့်နဲ့တော့ရမှာနေတဲ့လူတွေဟာတဲ့ပကာသနာမဖက်ဘူးတဲ့ အေဂျင့်ရောက်ရှင်သွားပြီးလောက်ကန်စားတော့ဝေခိုင်းရအောင်လို့ဒီလိုချမ်းမြေပဲဒီရှိခံစားရပါတယ်ဆိုပြီးတော့ဒါတော့ပုံမှန်လေးပေါ့နော်ဆက်မလေးလေးဆက်မပြောထားရဲအဓိကကတော့ဒီလေတော်ရိုင်းမှာနေတဲ့သူတွေကပကတနာမဖြစ်ပကတနာမကြွားအောင်ပါတာပေါ့နော်ပုံရှိပဲရှိလို့ပြီးတော့ကြွားရပါတာမျိုးလည်းမရှိကြဘူးတဲ့အေဂျင့်ရောက်ရှင်သွားနဲ့လည်းလောက်ကန်စားတော့ဝေခိုင်းရအောင်လို့ဒီလိုချမ်းမြေပဲကြရလေးကိုနော်ခံစားပြီးတော့ဒီရှိရတယ်ပေါ့နော်ဒါလေးကိုလေးလေးဖြည့်ပေးတာနော်ဒါတော့ ။အဲငယ်ကလေးကအခုခါမှာတဲ့တင်လို့အရမ်းမှာလဲရင်လေးရှိပါသေးတာ။ရန်ကုန်မှာတော့တင်လို့ရတော့ပေါ့နော်။အဲတော့အချို့နေရာတွေမှာရှိပါသေးတယ်။ရှိတယ်ပါတဲ့ရှိရင်လည်းရှိတယ်ပုံရှိရင်လည်းရှိပြီပေါ့နော်။မရှိခဲ့ဘူးဆိုရင်ဘာဖြစ်လို့မရှိတာလဲ။ရှိမယ်ဆိုရင်တော့ဘယ်ကိစ္စတွေမှာတုံးပြီးတယ်။ဒါတော့တောင်းနေလို့လည်းစိတ်ကြက်အတွေ့ပေါ့နော်။ကလေးရင်ကတော့များစုတုံးတာတော့ညာဒေတာတော့ပါလို့တော့တော့เนาะဒါတော့ကကြည့်တဲ့ကြောင့်ရတယ်ပါလေတော့။ဘာဒီရန်ကုန်မှာတော့မရှိတော့ ရှားပါတာပေါ့နော်အဲတော့ကိုယ့်ရဲ့မှာရှိရဆိုရင်ရှိရပေါ့နော်အဲမရှိဘူးဆိုရင်လည်းမရှိဘူးပေါ့မရှိဘူးဆိုရင်လည်းဘာလို့မရှိလဲရှိရဆိုရင်လည်းဘယ်နေရာမှာတောင်းနေပေါ့နော်အဲအဲ့လိုမျိုးလေးနဲ့တောင်းလို့စိတ်ကြံမိမောင်တောင်းလို့အင်စာလေးပေါ့ နော်ဒါလည်းစိတ်ချမ်းဖြည့်ပြီးဟိုလည်းတော့မဖြည့်တတ်ဘူးဆိုတော့ဆမနဲ့ပြည့်ရတာကြတော့နော်ပြည့်ရတာဆမောင်းလေးဆမောင်းပြည့်ပြတ်နော်ဒါကအခုကတော့တော်တော်လေးအင်စာလေးပေါ့နော်အင်စာလေးအင်စာလေးဖြည့်ချကြအောင်နော်ဒီလေးကိုဖြည့်ပြီးတော့ဒါလည်းစိတ်ပြည့်ပြီးနော်ဒီကိုရမှာရှင်းလို့ရှိတယ်ပေါ့နော်ရှင်းတဲ့ဉာဏ်ကြီးကိုတောင်းတဲ့ဆိုတော့မရှိဘူးဆိုရင်မရှိဘူးပြုတ်လို့ရှိတယ်နော်အင်စာလေးဖြည့်ပြတ်နော်အင်စာလေး